ဒီတွေးဥပဲအလေးထားတယ်ဆိုတဲ့ဧည့်တွေအတွက်အခုလိုခြေဝင်းတဲ့ဖျားကန်းတွေဂျကူစီနဲ့တအိမ်လုံးကျုံးတယ်နဲ့ပြင်ဆင်ထားတဲ့ဒီဇိုင်းအရင်လာတယ်မြောက်ကုံ57ဒါကျွန်တော်တို့လမ်းမတဲပေါက်တဲ့ modern house တလုံးကိုဒီနေ့လိုက်ပြီးတော့ပြသရောင်းချပေးမှာဖြစ်ပါတယ်ဒီဇိုင်းကတော့တော်လေးကို modern ဖြစ်တဲ့အပြင်အခုလိုကျွန်တော်တို့ဒါဦးရီဇာရလမ်းမတဲစဉ်တတိယအခွက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အိမ်လေးကိုတွားပြီးတော့စတင်လေ့လာကြည့်လိုက်ရအောင် ဇင်းတို့ရောဗီဒီယိုအဆုံးမှာပြပြပေးထားမှာဖြစ်ပါတယ်ဒီအင်းရော 3RC အပြည့်အိတ်ကန်၆ခန်းပါတအိမ်လုံးကျွန်းတွေကိုညံ့ညောမထွက်နေအောင်ကျွန်တော်တုံးထားတဲ့အိမ်ဖြစ်ပါတယ် ဒါကျွန်တော်တို့ chance you design ကလည်း minimalist ဖြစ်တယ်အယောင်တွေအစပေါ့နော်ပြီးရင်ဒီမှာတော့ car parking ကတော့အနည်းဆုံး3စီးလောက်ထိုးလို့ရတယ်အဝေးစီးကျူးဖြူတွေတခါတယ်ပါပြီးသားပေါ့နော်ပြီးရင်ဒီအိမ်မှာထူးခြားတာကတော့ architect design ဖြစ်ပါတယ်အခန်း layout ဖြစ်ပါတယ်ပြီးရင်ဒီကျွန်တော်တို့လုံခြုံရေးအတွက်တန်ဆူကျူးတွေအရှိအနောက်ပေညာအကုန်လုံးအခန်းထဲဝရန်တာပါတယ်အပြင်ပန်းခြံတွေပါထည့်ထားပေးတာဖြစ်တဲ့ကြောင့်တော်တော်လေးကို architect design လာတယ်ဗန်ဒလီရှင်းကောင်းတယ်ပြီးမှကျွန်တော် lighting ကောင်းတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ် ။စာစင်ဝင်မှာလည်းကျွန်တော်တို့ဒီကြွေပြားတွေကတ်ထားပြီးတော့တကယ်ကောင်းတဲ့ကျွန်းသားတွေပဲတုံးထားတဲ့အဲနေရာဖြစ်တဲ့အိမ်ဖြစ်တဲ့အကုစင်တာအဲကန်ဖြစ်တဲ့ပတင်းပေါက်တွေဆိုရင်ကျွန်တော်အလူမီနီယံအထူပတားကို9ပီအမြင့်လုပ်ထားတာပေါ့နော်။ဆိုတော့တခြားနေရာမြင်ရတဲ့နေရာတိုင်းကကျွန်းအစစ်ကျွန်းပေါင်းသားတွေပဲတုံးထားတယ်။ဒီမှာအသေးစိတ် detail တွေကိုလည်းတစ်ခုချင်းစီလိုက်ပြပေးမှာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်ဒါ DV box meter box တွေမှာလည်းကျွန်တော်တို့ဒါအလှဆင်ထားတယ်ဘယ်ညာပစ္စည်းထားတို့လို့ရတယ်ကျွန်တော်တို့အိမ်ဝင်းဝဝင်လာတဲ့အချိန်မ မှာ video comp ရှိတယ်ဖြစ်တဲ့ကြောင့်ဘသူပဲဝါလဲဆိုတာတန်းရှိတယ်တွက်ကြည့်စရာမလိုပြီးရင်ဒါကျွန်တော်သမီးစားကန်ကဘီးမှာလဲကျွန်တော်ဒီလူ15ဘီလောက်ရှိတယ်ပတင်းပေါက်အပြင်ဘက်မှာဆိုရင်ဒါပန်းချံလုပ်ထားတယ်ကျွန်တော်အိမ်မှာဆိုရင်အာ concrete တွေအာ decoration ပစ္စည်းတွေအပြင်ကျွန်တော်အခုတက်ရှိဖြစ်တဲ့အပြင်တွေကို site ထားပါเนาะဒါက မီးဗိုခန်းဖြစ်ပါတယ်မီးဗိုခန်းနေရာမှာလည်းကျွန်တော်တို့အပေါ်အောက်ကက်ပင်နယ်တွေအကုန်လုံးကျွန်းတွေတုံးထားတဲ့အပြင်ပစ္စည်းတွေရနယ်လို့မျိုးတကယ်ဂျပန်ပစ္စည်းတွေပဲအဟုတ်ဒီတုံးထားတယ်ဒါကျွန်တော်တို့စတိုအနေနဲ့တုံးလို့ရတယ်အများသုံးရေချူခန်းဒါလည်းပါပြီးတာပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒါ မိဘကံဓမိစကံဧကံပြီးရင်တအိမ်လုံး CCTV ဒီဆောင်းစနစ်ပြီးပါနေတယ်ပြီးအခန်းတိုင်းတကားကလည်း fingerprint တွေပေါ့နော်ဒါကတော့ကျွန်တော် master bedroom တခန်းဖြစ်ပါတယ်လူကြီးတွေအတွက်ဧည့်တဲ့အတွက်ခြံထားလို့ရတယ်လေကားရင်မတုံးချင်ဆိုတဲ့လူတွေအတွက်ပေါ့နော်ဧကခွင်အောက်မှာကျွန်တော်တို့အများသုံးကိုရေချိုးခန်းအင်တာတစ်စုံပါပြီးတော့ store space လည်းပါတယ်ပြီးမှတုံးထားတဲ့နေရာမှာ stainless steel အစားကျွန်တော်တို့ကျွန်းပေါင်းတာအနည်းဒါဆောင်းစနစ်ပြီးဆိုရင် အလွာတိုင်းရှိရပြီးအပေါ်ဆုံးအလွာမှာဆိုရင်တကယ်ကိုကျွန်တော် entertainment floor ကလည်းကျွန်တော်မျက်လုံးပြူးစရာ ောင်ကောင်းတယ်ဒါကျွန်တော်တို့အလွားရေး၄ယောက်ပေါ့နော်ဒီ legal aim တက်လာတဲ့အခုလို launch တခုရှိတယ် veranda ရှိမယ်လေဝင်လေထွက်ကောင်းမယ်အလင်းဝင်လေထွက်ကောင်းမယ်ပြီးမှ sofa ထားပြီး AC ထိုင်နေလို့စာဖတ်လို့ရမယ့်နေရာဖြစ်တယ်ဒါကျွန်တော်အခန်းတစ်ခန်းပေါ့နော်ဒီချွန်းအိမ်တာမှာလည်းအဆို6ခွဲထားတဲ့အပြင်ကျွန်တော်တို့ကြွေပြားကိုလည်း quality အပြည့်ကတ်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ launch ကနေပြောဒီတလော်မှာအကန်၃ကန်ဒေါင်းတွေကိုရွှေ့ထားတယ်ပေါ့နော်ပြီးရင်ဆိုတော့သူကကိုပိုင်း ဝရန်တာပါမယ်ယေဂျူဂန်အင်တာပါမယ် ဆိုအခန်းကလူတာထက်အကျယ်ဝန်းတယ်ဆိုတာမျိုးတက်ကြည့်ကြည့်လေးလေးနဲ့ပစ္စည်းအစုံပေါ့နော်အခုလိုကျွန်တော် tap ဒီဆိုရင်လည်း function ဆုံးတယ်အဲသူ့ရဲ့ကျွန်တော်တို့ဒီမှန်တင်ခုံတွေအစအကုန်လုံးချိန်တာတစ်ခုမှမတုံးအကုန်လုံးကျုံးနေပဲတုံးတာပေါ့နော်ဈေးအဖြူအောင်တုတ်ထားပေးတာဖြစ်ပါတယ်ဒုတိယအလွန်မှာတော့အခုဒါတတိယမြောက်အခန်းပေါ့နော်မြင်ကြီးထက်မဲ့တွေ့မယ်ဆိုရင်လေးခန်းမြောက်ရေချွမ်းအင်တာတွေ့ရဖြစ်တယ်ပြီးတော့ရင်ဒီမှာဆိုရင် jacuzzi နှာခမ်းမှာပါတယ်ဒါကတော့ဒါအသေးပေါ့နော်ပြီးရင်ကိုပိုင်ဝရန်တာမှာ stainless steel နဲ့ timber glass တွေပဲ တီးတန့်သုံးထားတာအိမ်တစ်ခုလုံးကလုံးဝကြီးတောက်ရှင်းပြောရမှာပေါ့နော်တော်တော်လေးတက်ရက်တယ်တော်တော်လေးရှင်းတယ်အပြင်ဒါဖျားပန်းတွေလဲဖို့အလက်တွေဆေးဖို့ကျွန်တော်တို့အာပြင်ပဝရန်တာတစ်ခုပါပြီးတော့အခုကတော့ဖျားကန်းဖြစ်ပါတယ်ဒီဖျားကျောင်းဆောင်တစ်ခုလုံးကလည်းတက်ပေတဲ့အပြင်ဒါခိုင်ခန့်တဲ့ကျွန်းနေနဲ့ပဲအလှဆင်ထားတယ်ပြီးမှတော်တော်လေးလေးရှင်းရှင်းလေးလေးနဲ့ကျွန်းနဲ့အဖြူရောင်ဒီအရောင်တစ်ခုပဲမြင်ရတယ်ဖြစ်တဲ့ကြောင့်မျက်လုံးထဲမှာလည်းလုံးဝရှင်းပြီးတော့ ်မျိုးလုံးအေးရေပေါ့နော်ဆိုတော့ကျွန်တော်ဒုတိယအလွာပြင်တတိယအလွာမှာတော့ main master bedroom တစ်ခန်းနဲ့ဒါက entertainment floor ဖြစ်ပါတယ်ဒီမှာဆိုရင် bench ကနေပြီးတော့ဒီလိုကျွန်တော်မီးဆိုင်တွေလည်းအရန်လာတယ်ဒီမှာကျွန်တော်လျံနဲ့ timber glass နဲ့ပုံမှန်မြင်နေကြအတိုင်းမဟုတ်ဘူးပေါ့နော်တော်တော်လေးကိုမြန်မာလဲဆန်တယ်ဝူဒီလဲဆန်တယ်ပြီးမှခက်လဲမိတယ်ဆိုတော့ပုံစံမျိုးကိုမြင်ရမှာဖြစ်ပါတယ်ဘား area ဖြစ်တယ်ပြီးရင်ကျွန်တော်ဒီဘား area မှာဆိုရင်ကို တငယ်ချင်းမိတ်ဆွေတွေကြွားကျင်တဲ့ကိုယ့်ရဲ့အရက်ကောင်းတွေကိုထားထားလို့ရမယ်နေရာလေးဖြစ်တယ်။ဆိုတော့ဒီမှာဘေးစင်တစ်ခုပါမယ်အများသုံးဖို့ရေချိုးခန်းအင်တာတစ်ခုပါမယ်ဒီနေရာမှာဆိုရင် store space ရေအများကြီးရှိတဲ့အပြင်အပြင်ဝရန်တာပေါ့နော်။ခုမိတ်ဆွေတွေနဲ့ဒါ second floor မှာ chill လုပ်မယ်ဆိုရင်လည်းတကယ်ကိုကျေဝင်းတယ်ပန်းချန်ဆိုင်မယ်ဆိုရင်လည်းကျေတယ်။ ဆိုတော့ဒါ master bedroom အပေါ်ဆုံးမှာရှိရဲ main master bedroom ပြောရမှာပေါ့နော်ဒီ main master bedroom မှာနေ veranda လည်းမြင်ရမယ်ဒီလိုမှန်တင်ကုန်ပါမယ်ကျွန်းနေဆိုရင်ခင်းတာလုံးဝညက်နေဒီကျွန်းခင်းတာအိမ်ပိုင်ရှင်ဒါဒါကျွန်းလက်သမားတွေတို့တောင်မှကျွန်တော်တို့ content ယူပြီးတော့ခင်းတဲ့နေတော့ recommend ပေးပါတယ် ဒါကတော့ကျွန်တော်တို့နောက်ဆုံးဒါ jacuzzi အကြီးဖြစ်ပါတယ် function အဆုံးအိတ်ခန်းကတော့ကျွန်တော်ဒုတိယအလွှာမှာ၄၃ခန်းတတိယအလွှာမှာတခန်းအောက်မှာတခန်းဆိုစုပေါင်း၆ခန်းပါပြီးတော့အခုလိုကျွန်တော်စီလင်အလှဆင်တာအစကျွန်းနဲ့အဖြူရောင်တီးတန့်ပဲတုံထားရပါတော့။ပြီးတော့ရင်ကျွန်တော်ကြောင်းလေးလေးကလည်းအတွင်းပိုင်းမှာထားထားဖြစ်တဲ့ကြောင့်မလို့ဒါမိုးတန်လေတန်ကိုမခံရဘူးမပြတ်စီဘူးပြီးရင်ကျွန်းခင်းထားတာဖြစ်တဲ့ကြောင့်ပူပြီးတော့ class ရှိသွားတယ်လို့ခံစားရတယ်။ပြီးမှကျွန်တော်တို့ဒီရီပူရေးဆက်ကိုလည်းအပြင် မဟုတ်ပဲနဲ့အထဲမှာထားထားပါဘောเนาะဆိုတော့ဒါကကျွန်တော်တို့အိမ်ရာနဲ့မြင်ရမယ်ဒါကျွန်တော်ဘီလီတရားဆင်းလန်နဲ့ဥိဇာလန်ဒေပေါတတိယအိမ်ပါเนาะဇင်းတော့တော့2950ဖွင့်လာတာဖြစ်ပါတယ်ဒီအပေါ်တက်တဲ့ဆက်လက်တက်တဲ့နေရာမှာလဲကျော်ခန်း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 နဲ့ဒါဒီလို steel ဟောလိုအပြည့်ကိုတုံးထားပေးရပါတော့ဆိုတော့အပေါ်မှာတော့ရီကန်တို့ဆိုလာတို့ထားလို့ရမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုရောင်းမဲ့အိမ်လက်လက်လေးတွေကို PSN Property Listing Page မှာတွားရောက်လေ့လာလို့ရပါတယ်